ခုတခါကျမ်းသာပရိသတ်အမိများတွေနော်ကိုယ့်ရဲ့နေ့ရနေပြီးတော့18ရက်နေ့ထိတပတ်စာကညမာများကိုစာပြီးတော့ဟောပြောပြီးမှဖြစ်ပါတယ်ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုအစားဆုံးလေးကြည့်ပေးပါနော်ကျမ်းသာပရိသတ်အမိများဒီတပတ်တာအဲ့တော့ဇာတာရိသာသမီးများဒီတပတ်တာကာလမှာဆိုရင်မိမိတို့အနေနဲ့ကံကောင်းခြင်းနဲ့ဆိုအရင်ဦးဆုံးဓမ္မရေတရားလေးပြောပြရမယ်နော်။မိမိတို့မွေးနေ့ရနေစပြီးတော့အိမ်ဖျားမျက်စွာဖျားရှင်မှာစိတ်သားမှု နော်။ငားမှုစိတ်သားရင်းလေးနဲ့ထမင်းလေးနဲ့ပြီးရင်မွေးနေ့မနက်ပိုင်းလေးမှာစွန်းတော်ကပ်ပေးပါ။စိတ်သားမှုဆိုရင်တော့နေ့တိုင်းကပ်ပေးလို့ရပါတယ်နော်။အထူးကပ်ပေးဖို့လိုအပ်ပါတယ်။သူကဘာအတွက်ကောင်းလဲဆိုရင်ဒီတပတ်တာကာလမှာမိမိတို့ငွေကြေးကံလေးအရင်ကောင်းမွန်လာပါလိမ့်မယ်။နောက်တစ်ခုကမိမိတို့ရဲ့အလို့အကိုင်းကြီးစကားပြောဆိုလေနေရာမှာလည်းအရင်ကို အောင်မြင်မှုကြီးရရှိတတ်ပါတယ်။စိတ်တားမုန်လေးဒါဆုံးတော့မကြခဏကတ်ပေးပါရှင့်။စိတ်တားမုန်လေးကတ်ပြီးွားလို့ရှိဖို့ရှိရင်မိမိတို့အနေနဲ့ကတော့တပြေကိုးကတ်ကိုလည်းအိမ်ဖျားမှာလှူဒန်းပေးရမှာဖြစ်ပါတယ်နော်။တပြေကိုးကတ်ကိုအိမ်ဖျားမှာမွေးနေ့မနေ့ပိုင်းနေ့မှာစပြီးတော့တူဒန်းပေးပါ။ဖျောင်းနိုင်ကိုးတိုင်းအမွေးတိုင်းကိုးတိုင်းနဲ့အတူမိမိတို့ရဲ့အလိုရှိရာကိုဆန္ဒပြုပြီးတော့ဆုတောင်းလို့ရပါတယ်။ အဲ့တော့ဒီတစ်ပတ်တာကာလမှာတာတာမီတာမီညာဆိုလို့မိမိတို့မျိုးသမီးဆိုရင်အိမ်အောင်ပွဲအမျိုးသားနဲ့ပတ်သက်ပြီးတော့စိတ်ညာတက်တဲ့စိတ်တော်ကညာရှိတတ်ပါရဲ့အထူးကယူစိုက်ပေးပါမိမိတို့ရဲ့လုပ်ငန်းမှာလက်အောက်ငယ်သားတွေနဲ့ပတ်သက်ပြီးပြောဆိုဆက်ဆံတဲ့အခါမှာလည်းညံ့ပြက်စရာတွေစိတ်ဝမ်းကွဲစရာတွေဖြစ်ပေါ်လာတတ်ပါတယ်နောက်တစ်ခုကဒီကိုယ့်ပေါ်မှာရန်ညှိုးထားတာမျိုးတွေနော်ကိုယ်မှာ ကိုပြောတဲ့စကားကိုမခံမဲနဲ့ပြန်ခံပတ်ပြီးတော့ပြောတာမျိုးတွေလည်းကြုံဝတ်တတ်ပါတယ်ဒီတာလာဒီမှာမိမိရဲ့ဖုံးကံနေရုပ်တိရဲ့ကြဆင်းသွားတတ်ပါတယ်ဒါကြောင့်အဝေကျိုးတဲ့အောက်တွေမတန်းတဲ့နေရာတွေအထုပ်ယူဆိုင်ပြီးပါမသွားမိအောင်လို့နေထိုင်ပြရမှာဖြစ်ပါတယ်မြို့ပြာလုပ်ငန်းသမားတွေပတ်သက်ပြီးတော့အမှုပညာရှင်တွေနဲ့ပတ်သက်ပြီးတော့ကြာတာပြီးတာသမီများဖြစ်နေတယ်ဆိုလို့ရှိရင်တော့ စက်တူလုပ်ငန်းတွေဖီလိုဝါတက်တယ်။နောက်စာတုစာတန်းနံမထိုးတာတွေကောင်းမွန်ပါတယ်။အမှုပညာနဲ့ပတ်သက်ပြီးဆက်တွေ့ကောင်းတွေရရှိတတ်ပါတယ်။ကိုယ်ကူညီမဲ့သူလည်းပေါ်လာတတ်ပါတယ်။ ိုင်ငံရေးသားသွားမဲ့ကိစ္စမျိုးကြီးဆောင်ရွက်နေရဆိုရင်ဒီတပတ်တမှာခဏလောင်နေပြီးပါဆက်သူလုပ်ငန်းတွေပြုလုပ်ဝတ်တတ်တဲ့ငွေကြေးရင်းနှီးညှို့နှံတဲ့နေရာတွေမှာကျိုးမြတ်အများကြီးရရှိတတ်ပါတဲ့အင်ဂျင်နီလုပ်ငန်းတွေအောင်မြင်တတ်ပါတယ်။ညီယာနဲ့ပတ်သက်ပြီးတော့အမွေနဲ့ပတ်သက်ပြီးတော့လည်းရရှိတတ်ပါတယ်။စကားပြောဆိုဝတ်တတ်ပါတယ်။အေရောင်းဝယ်ချံရောင်းဝယ်ညီရောင်းဝယ်လေးအရောင်းဝယ်ထွက်တက်ပါရနော်အရင်တော့ကြာနေပြီးရောင်းဝယ်မကောင်းတာကြီးဒီတပတ်တာကာလမှာရောင်းဝယ်ကြီးကောင်းတက်ပါ အချီကြီးရတော့မျက်နှာပြက်စရာကြီးကြုံတွေ့ရတတ်ပါတယ်အချီကြီးကိုဂယူးဆိုင်ပြီးပါ အိမ်နောင်ကြီးမှလည်းမကြခဏစကားတွေညားနေရတတ်ပါတယ်ဒါပေမဲ့လို့ပြန်ကောင်းသွားတတ်ပါတယ်เนาะအိမ်နောင်ကြီးမှတော့ဒီကပတ်တာမှာအလှူဒန်းတွေကြည့်လို့ရတတ်တယ်ပျော်ပွဲရှင်ပွဲတွေအများကြီးသွားရတတ်ပါတယ်ကြာတာဝိသားသမီးအားလုံးဆင်ပြေကြပါစေ